နောက်ဘူးနေနဲ့တကယ်ပဲဒီရိုင်းကြီးကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြခင်ရပိုင်းတရက်နဲ့၃ရက်၄ရက်ပေါ့ဗျာနောက်ဆုံးနောက်ဆုံးတပတ်အတွင်းမှာတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်တက်ကလေးခေါင်းပေါ်တင်ဝင်ရလေးပေါက်ပြီးတော့ဟမ်ကိုယ်သားလေးညနေငယ်ပြစ်တဲ့မွေးတဲ့အဲ့တို့တော့တောက်ပါကြခိုင်းလို့လောက်ပါလားကျွန်တော်အမှုပြုလို့ပါကျွန်တော်တော့မလုပ်ချင်လို့ပါစက်ကပြေးနော်ယောက်ျားဒံမဲ့နဲ့ဖာကြကြမင်းတို့နေမလုပ်ချင်အစားအရေမလုပ်နိုင်ဘူး ဟယ်လိုချာမီဝပီဒူနီကိုမော်မာမြအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ23ရက်နေ့ရဲ့ဘရိုနေမနပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့မနေ့မှာကျွန်တော်နောက်ဆုံးချာတည်တဲ့ Talent တင်းထူတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူဆက်ဆုံးချစ်ရှုပေးချက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်မနေ့တော့ကကျွန်တော်ကပူပေါင်းတဖို့ဝင်နေတဲ့ပြန်မစစ်ကောင်စီရဲ့ရဲရင်နှစင်းကို မောင်ပြခနိုင်ခဲ့တဲ့တရင်တွေရဲ့ပြီးတော့မှကျွန်တော်တို့မြို့သိနေပွဲတွေနဲ့ဘောမိုက်ကွဲပေါ့နော်ချီကောလာမေးတန်တွေလည်းများစွာရှိတာဖြစ်တဲ့အတွက်အယုံဆုံးအနေနဲ့ကျွန်တော်အဲ့ဒါတွေမှချစ်ခင်မှာတရင်တိုလေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ကချင်ပြည်နယ်ဘုံမြို့ကိုစစ်ကူလာတဲ့ရရင်၃စီကို KA ပူအောင်အဖွဲ့က မနေ့ကပြစ်ခတ်ခဲ့လို့၂စီးထိမှပြစ်ချသွားခဲ့ပြီးတော့မှပြစ်ချသွားတဲ့တက်စီကိုရှေကူမြို့နယ်စီငန်းရွာနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ရရင်ပြစ်တဲ့သူလေမိုးကပတိန်မျိုးထဲအောင်ရဲ့ရုပ်အလောင်းကိုလည်းရှာဖွေတွေ့ရှိတယ်ဆိုပြီးတော့မှကဲရှိတဲ့နရမီကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။မြော်မိုးလာလဲတာအဲ့ဒီရရင်ကပြစ်လိုက်တာထိမှပြီးတော့မှရှေကူကနေရော်ရီမြတ်နောက်ဘက်ကဲရီတရင်ကတောထဲမှာပြစ်ချတဲ့အဲ့ဒီနေရာကိုငါတို့ကဲရီကလူတွေရောက်နေပြီ။နောက်တစ်စီးကတော့ ရွှေကူမရေးပေါ်ဆင်းတာမှာဘေးဆောင်ကြီးလဲဆင်းသွားတဲ့ပန်ကာကျိုးသွားတဲ့ပြန်တက်လို့မရတော့ဘူးငါတို့ပြက်တဲ့ရရင်နှစည်းစလုံးပျက်စီးသွားတဲ့တော်ထဲမှာပြက်တော့တဲ့ရရင်မှာမျိုးအမှုပါတဲ့အားလုံးတည်တဲ့ငါတို့ဖွဲ့တွေရောက်နေပြီရွှေကူမရေးပေါ်ဆင်းတဲ့ကောင်ကပန်ကာကျိုးသွားပြီးတော့မှဘေးဆောင်ကြီးလဲနေတယ်ဆိုပြီးမှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်အရင်တော့က ကျွန်တော်တို့ KA ကနေပြမပဲစစ်ကောင်စီရဲ့ရည်ရည်နဲ့ပေါ့နော်တိုက်လေတွေလည်းဒီလိုမျိုးပြစ်ချက်ခဲ့ဘူးတာတွေလည်းများစွာရှိနေတာမို့လို့ကျွန်တော်တို့လောလောလတ်အနေနဲ့ဒီပင်ဖြစ်စင်မှာကျွန်တော်တို့ပြည်သူတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနာကျင်နေကြတဲ့အချိန်မှာပဲကျွန်တော်တို့ KA နဲ့ PDF ဖွဲ့တပ်ဖွဲ့ဝင်တွေနဲ့ပြမဒီလိုမျိုးပြန်ပြီးတော့မှပစင်းကိုကျင်နိုင်တဲ့ပေါ့နော်တရင်တွေကိုထပ်ပြီးတော့မှယူဆောင်လာပေးတာပဲဖြစ်ပါတယ်နောက်ထပ်တရင်တပ်ဖွဲ့အနေနဲ့ကတော့ တရုတ်တဘာဝဒံခွေစေယုံရှိရာမလအကျွန်းကျေးရွာနီးမှာစစ်ကောင်စီနဲ့အရခတ်တတော်အေတို့တပွဲဖြစ်ပွားနေပြီးတော့မှစစ်ကောင်စီကလေကြောင်းနဲ့ရေတပ်တို့ကနေပြီးတော့မှတက်ခတ်နေတယ်လို့သိရတာဖြစ်ပါတယ်။လက်ခမော်ကနေမလအကျွန်းပြီးတော့ရွှေတံခွေစေယုံအနာထိစစ်တပ်ကဆုတ်ခွာပေးထားရပြီဆိုပြီးတော့မှရဟန်တရင်းမြေကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။အခုဆိုရင်တော့စစ်ကောင်စီအနေနဲ့ တရုတ်တံခွေတူလောင်စင်ကိုအကာအကွယ်ပြုပြီးတော့မှတက်ဆွဲနေရယူထားပြီးလေကြောင်းရင်ပါတိုက်ခတ်မှုတွေလှုပ်ဆောင်နေလို့ဖြစ်ပြီးတော့မှမေလ20ရက်နေ့မှာဆိုရင်တော့စစ်ကောင်စီရဲ့မြစ်သက်တောင်စခန်းကိုအေအေကတင်းယူထားပြီးပြီလို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်တရင်ကောင်းမြတ်များစွာကိုကျွန်တော်တို့တော်လိုင်းပူပေါင်းတော်ဖို့ဝင်နေတယ်ပြီးတော့မှယူဆောင်နေတာဖြစ်ပြီးတော့မှဒါတော့အားလုံးမျှဝေထားတဲ့အတိုင်းပဲမျှော်လင့်လို့ဖစ်စစ်အာနာရှင်စနေရဲ့ကြာဆုံးခန်းကိုအခုဆိုရင်တဖြည်းဖြည်းမြင်နေရတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့ကဲဘက်ကနေပြမစစ်ကောင်စီရဲ့ဒီဘမော်စကခ27ကိုပေါ့နော်ဆန်တက်လာတဲ့ရရင်3စီးကိုပြစ်ချတဲ့နေရာမှာ2စီးကိုမအောင်ပြစ်ခတ်နိုင်ခဲ့တဲ့တရင်ပါဝင်ကျန်တဲ့တရင်ကောင်းများစွာကိုဆရာလူမြတ်ကျော်ကနေပြမတေချာလေးပြောပြထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချေးလေးရအောင်နော်တားရွှေဦးထန်းတင်ပြရရင်နစီပစင်းကိုလည်းနှစ်ကောင်တင်နိုင်တယ်။သူ့နာတာမအစထရာတားရှိကိုထမ်းတယ်လို့ပဲ။ တပေါင်းစုကပြစ်ချလိုက်နိုင်တယ်ဆိုတဲ့စကားချွေဦးထမ်းလာတော့ဒါဆိုရင်တမောင်မျိုးသိန်းတက်ပွဲဟာ KIA PDF အစရှိတဲ့တပေါင်းစုကြီးနဲ့တိုက်နေတာချိန်နေပါခိုင်မာသွားပြီတပေါင်းစုမှပြစ်ချလိုက်နိုင်တယ်အရာတော်ရှိလိုက်တာဗျာကျတော့နှစ်စီးပါနော်နှစ်စီးပြစ်ချပြစ်ချပြစ်ချတဲ့ချိန်မှာကစည်းကတော့ပြန်သွားတယ် တစည်းကတော့ရွှေကူမှာအရင်ပေါ်ဆင်းတက်တယ်လို့ကြားရပြီးနောက်တစည်းကတော့ရွှေကူရောက်ဖို့16မိုင်ဝန်းကျင်လောက်ဝေးတဲ့နေရာမှာပြက်ကျသွားပြီးတော်ရဲမှာမီးလောင်သွားပါလေတဲ့ဗျာကျင်းနလားတားဆွေဦးထန်းလေးမမော်မြို့ရဲ့ပဇင်းကင်ပြစ်ချပွဲလို့ပဲကျွန်တော်ကခင်မုန်းတက်လိုက်ရှင်းပါလေတပ်ပေါင်းစုကပြစ်ချလိုက်နိုင်တာပဇင်းကင်နှကောင်ပြစ်ချလိုက်အပြီးမှာဂျားပြတ်တရင်မျိုးနောက်ဆုံးမိနစ်တရင်ဟာအရန်ပြောစရာကောင်းပါ ဩစီပုံမောင်းမဲ့ခကဘူတာပြင်ကြပြီတော့ဘမမပစ်တဲ့ရဲရဲနှစ်စီးသုံးစီးမှာနှစ်စီးပစ်တယ်ခုနသိပြီလားဘူဝမှုတကောက်ပါပါလေမတော်ပေါ်ပြီးမစီကတ်တေချင်းဆိုပါလေနောက်စီးကတော့ရွှေကူမအေးပေါ်ဆင်းတာဘေးဆောင်ကြီးလဲသွားပြီးပန်ကကျိုးတယ်ပြန်တက်လို့မရတော့ဘူးအဲ့တော့ရဲရဲကိုလိုက်ရှာတယ် KIA ပူပေါင်းတက်တယ်ဒါမှတော့တွေ့တယ်ဆိုတော့ KIA ရဲ့အဲနေဦးကြည့်လိုက် တရားရဲ့တိုက်ရင်ငါနင်ဒီတော်ရပြတ်ကျသွားတာပြတ်ကျသွားတဲ့နေရာကိုကဲနဲ့တတ်တော်ရောက်ရှိသွားပါပြီအောင်မွေးခံနေကြတာပေါ့ဗျာခမရုံနဲ့ထပ်ကြကြအောင်အဲ့ဒီမှာမှဘီဝါမှုတကောက်အပါဝင်ရဟကြီးမှုဘုံမှုကြော်စီရာထုံးဘိုးကြီးတန်းထုံးလင်းအုတ်ခွဲတက်တက်ကြီးကြော်စွာအောင်လို့မတာတည်ခြင်းဆိုမရှိကြိုက်ပါလေခုနကပြောပေးရနော်တာနော်နောက်တခုပေါက်ပြာတဲ့တကူကတက်တက်လာနေပါလေနှစ်စီးဆိုတော့ရွှေကူမရွှေကူမမီးလောင်ပြီးဘေးတံဆောင်လဲသွားတဲ့တစည်းကောင ေမှုမေဂျာစော်မျိုးသိမ်းဘက်ဘက်ကပလင်ကောင်းဆန်သိမ်းလေကြောင်းအင်ဂျင်နီယာကပလင်ဆိုးပိုင်ကျော်ပါလီဒါငါးကောင်တည်ခြင်းစိုးပါနေတယ်ဗျာဒါကနောက်ဆုံးမိနစ်မှာရတာလေလေဘဲတွေမက်ဆီကတ်တယ် ဒါရီရကျော်ရှိမှာဖတ်ခဲ့တယ်လို့ပဲပေါ့နော်အခုဆိုရင် KA PDF ပူအောင်တဖို့ဝင်နေပြီးတော့စစ်ကောင်စီရဲ့ရဲရဲနှစီကိုပြစ်ချနိုင်ခဲ့တာပြီးတော့မှတစီရတော့လုံးလုံးပျက်စီးသွားပြီးတော့မှ viewer မိုးပေါ်ဝင်သူတို့အဖွဲ့ဝင်9ယောက်လောက်မျောစာဖြစ်သွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးတရင်တွေကိုကျွန်တော်တို့ကနေပြီးတော့မှနောက်ထပ်ပုံဖော်လောင်းမှဖြစ်လို့ပေါ့နော်လာမယ့်စစ်ကောင်စီရဲ့စစ်ကောင်စီရဲ့ရှိတွေအနေနဲ့ဒါကိုသိရှိပြီးတော့မှတင်ကစားယူတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကနေပြီးတော့မှအလံဖြူထောင်ပြီးတော့မှလင်းနေချာညံခံဖို့အချင်းချင်းပြောဆိုထားတာမို့လို့ဒါဝမသဘောမပေါက်သေးဘူးဆိုတော့ကိုထိုင်တဲ့ကိုကံပဲလို့ပြောမှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အိန္ဒိယစစ်တပ်ကနေပြီးတော့မှတမိုးမျိုးနယ်မှာပကဖဖွဲ့ဝင်10ဦးကိုတပ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ NUG နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ပေါ့နော်ဒေါ်စင်မောင်ဘလူးမျိုးရစ်ပထမလဆိုတာကျွန်တော်စစ်ပြီးမှနားထောင်ကြည့်လိုက်ရအောင်နော်ကျမတို့တိုင်းပြည်ကလည်းအားလုံးသိတဲ့အတိုင်းပဲဒီစစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေရတဲ့အချိန်စစ်အာဏာရှင်စနစ်ကြောင့်တိုင်းပြည်ကဖက်ဖက်ကနေဒီစစ်အာဏာသိမ်းမှုကြောင့်ဖက်ဖက်ကနေပြီးတော့ယိုယွင်းနေတဲ့အခြေအနေမျိုးမှာကျမတို့အင်းနီလာချင်းနိုင်ငံတွေကကျမတို့ကိုဟလာဒီ territorial integrity ပေါ့နော်ဒီဒီ အဲဒီဒါကိုအလေးထားလိုက်နာဖို့လို့ဒါအပြင်ကိုလေးလေးဆဆရှိဖို့ဆိုတာကျမတို့အမှန်တန်ယုံကြံရတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာလည်းပဲကျမယုံကြည်ပါတယ်ကျမတို့အင်ဒီနာချင်းနိုင်ငံတွေကလည်းပဲတစ်ဖက်နိုင်ငံရဲ့ကိုအင်ဒီနာချင်းနိုင်ငံတခုရဲ့ဖြစ်နေတဲ့အခြေအနေဒီအပေါ်မှာပေါ့နော်အခုညီဖို့ပဲအဲပေါ့နော်အခြေခံပြီးတော့အင်ဒီနာချင်းကောင်ပီတာစွာနဲ့ဆက်ဆံဆောင်ရွက်ဖို့ကျမအနေနဲ့မျှော်လင့်နေအဲ့ဒီလိုဆက်ဆံဆောင်ရွက်မှုမျိုးရရှိလာအောင်လည်းပဲအဲကျမတို့ကအခြေခံပြီးတော့စူးစမ်းဆောင်ရွက်နေတယ်ပေါ့နော်အခုဒီလိုကိစ္စမျိုးကတော့ကျမတို့ ဒီနှစ်နိုင်ငံဆက်ဆံရေးကိုအကင်အတွယ်မတိုင်အထူးသဖြင့်လူတို့ပေါ့နော်မြေပြင်အခြေအနေလူတို့ရဲ့စိတ်ခံစားမှုကိုအကျွန်တော်တို့ဟိုတေးသေးချာချာလေးပေါ့နော်မထိန်းနိုင်ရင်တိချက်နောက်အဲ့ဒီအပေါ်မှာကျွန်တော်တို့တွေကဒီ escalate ဖြစ်အောင်ပေါ့နော်ပို့ပြီးတော့ဟိုဟိုဘယ်လိုပြောမလဲဒေါသတွေဒီဒီဝမ်းနဲ့ပူဆွေးမှုတွေကိုပို့ပြီးတော့ ဟိုဘယ်လိုပြောလဲမိလောင်ရလေပြင်မလုံးမိဖို့လိုတာပေါ့နော်ဆိုတော့ဒါမျိုးတွေလည်းကျွန်တော်တစ်ဖက်မှာလည်းပဲဒီလိုမျိုးလှုပ်ဖို့ဆိုရင်ကျွန်တော်တို့တရားမျှတမှုအတွက်ဟဲ့လားကျွန်တော်တို့ရဲ့အဲဂုံတိတ်ခါအတွက်ပေါ့နော်ဒါလေးလေးဆက်ဆားပြန်လဲပြီးတော့အိန္ဒိယအာဏာပိုင်ဒီဘက်ကဆက်သွယ်ဆောင်ရွက်တာမျိုးတုံ့ပြန်ဆောင်ရွက်တာမျိုးလှုပ်ဖို့လိုလိုတယ်ပေါ့နော်အခုဆောင်ရွက်နေတာတွေလည်းဆောင်ရွက်လက်စားတွေလည်းရှိပါတယ်ဒီ Bros ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟိုပူပေါင်းဆောင်ရွက်နေတာကမပြီးစီးသေးပါဘူးအဲကျွန်တော်တို့ဒေချာလေးခရုတဆိုင်နဲ့ပေါ့နော်နိုင်ငံဆက်ဆံရေးကိုဟိုထိခိုက်မှုမရှိအောင်လို့မလို့ကြိုးစားဆောင်ရွက်နေတယ်ဒါတော့ပေါ့နော်ကျွန်တော်တို့ဒေါ်စင်မောင်ကနေပြီးတော့မှ ိန္ဒိယဆိုရနဲ့ NUG နဲ့အခုဆိုရင်တည်းဆွေးနွေးပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဖြေရှင်းချက်ကိုတောင်းဆိုနေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်အနေနဲ့အကြောင်းအသေးချာမသိရသေးပေမဲ့ပေါ့နော်။အိန္ဒိယဘက်ကနေပြီးတော့မှလွင့်လာတဲ့သတင်းတွေရဆိုတော့သူတို့အနေနဲ့ဆဲကိုတဖျက်ခဲ့တာပြီးတော့မှအဲ့ဒီကနေတဆင့်လက်နက်ခဲတွေလည်းရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေထိပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အခုချိန်မှာဆိုတော့ပေါ့နော်။နေဆစီမင်းတကြောမှာဒီ chance ကိုခတ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှလည်းအငင်းပွားမှုတွေရှိနေတာမို့လို့ဒီအကြောင်းအရဆိုတော့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့မှပြိပခါတွေကြီးမလာခင်မှာ အမြတ်ဆုံးဖြည့်ရှင်းကြိုက်တက်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီရဲ့ထောက်ပို့တပ်တွင်ကဒီရမောင်းတွေရဲ့ဘဝအကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးမှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တပ်မတော်တွေကစကားသက်အစီအစဉ်အနေနဲ့ထောက်ပို့တပ်ကစစ်တီတပ်ဝရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကအမှတ်၈ရှေ့တန်းအခြေကြထောက်ပံ့နေပို့ဆောင်ရေးတပ်ကပါကျွန်တော်တို့ကထောက်ပို့ရမောင်းစစ်တီကာသမားတွေဖြစ်ပါတယ် အထက်လူကြီးတွေအနေနဲ့ကာသမားတွေဘဝကိုကိုချင်းစားပေးကြပါအောင်လို့အရင်ပြောချင်ပါတယ်။မောင်ရတဲ့ခရီးအကွာအဝေးအလိုက်ကားစီပေးနှုံးတွေကိုဘယ်တော့မှပြင်ပေးကြမှာလဲမေးချင်ပါတယ်။မြေပြတ်မှာမောင်းရင်လည်းတကာလန်၉မိုင်နှုံးနဲ့ပေးပါတယ်။တောက်တက်လန်းမောင်းရင်လည်း၉မိုင်နှုံးပေးထားတာအရန်ကြာနေပါပြီ။ပြီးတော့73စီယုံတာဝန်ခံတွေကစီပေးဖို့တတ်တိုင်းလဲမှာပြီးတွက်ပါတယ်။ပြောရင်လည်းမကြိုက်ကြပါဘူး။ပြီးတော့ဆဲစီတယ်ဗျာ။ ရပါခနေမြေထဲမှာတောင်ကြီးကိုကြော်တာနဲ့တောင်လန်းလို့ခေါ်ပါတယ်။အခုစီပေးနေတဲ့ဒုတကျဇောခိုင်ကိုမြို့ထဲထွက်တဲ့ကာယောမောင်းဘူးလားလို့မေးချင်ပါတယ်။ဒါကိုမေးပြီနော်။သူ့အောင်လည်းအတူတူပဲကာယောမောင်းလားလို့မေးချင်တယ်။တချို့တက်တွေမှာစီပေးနှုန်းကတောင်ပေါ်ဆို9မိုင်၊မြေပြန့်ဆို10မိုင်နဲ့ပေးနေတာပါ။ကျွန်တော်တို့တက်ပဲ9မိုင်တကားလန်းလုံးဖြစ်နေတာအရန်ကိုကြာနေပါပြီလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတက်မတော်သားတွေနဲ့တက်မိသားစုဝင်ရဲ့အခက်အခဲကို အများကတည်အောင်ပင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်မှာပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ နာတော့ဗောနာကျွန်တော်ထောက်ဖို့တော့ကစစ်ကောင်စီတပ်သားတို့ရင်မောင်းတဲ့နေရာမှာဒီအထက်အရာရှိတွေကနေပြီးတော့မှ C scale နဲ့ပေးပြီးတော့မှဒီလိုမျိုးချက်ကင်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ကြားရပဲဖြစ်ပါတယ်။လောက်လာမလောက်တာတော့ဗောနာသူတို့ထက်အရာရှိတွေကသူတို့တော်မဖို့ဆိုတဲ့အတိုင်းပြောဆိုထားတာဖြစ်ပြီးတော့မလောက်ဘူးဆိုတော့ဒီစစ်ကောင်စီအောက်ခြေတပ်သားတွေကနေပြီးတော့မှ A site ထွက်ရမယ့်အခြေအနေကိုကျွန်တော်ကြားရပဲဖြစ်ပါတယ်။ဒါတော့အထက်အရာရှိတွေနေနဲ့သူတို့ စားခွင့်ကိုသွေးရတာဖြစ်ပြမဒီလိုမျိုးအုပ်စုတွေအရဆိုတော့ကျတို့တတွင်းမှာလို့လို့အမျက်ရှိနေတာမလို့ဒါကိုမလို့လားတဲ့စကောင်စီတမိတာဆိုနေတယ်။အောက်ခြေသသားတွေနဲ့ဒီလိုမျိုးအုပ်စုတွေကိုပြင်ပြမရှင်းလင်းတင်တာပဲဖြစ်ပါတယ်။ကျတို့ဘက်ကအလေးအမြတ်ဆုံးကိုပြောင်းခလို့ရင်းနဲ့ကျတို့အောင်ပွဲတွေရရှိနေတဲ့အချိန်မှာပီတူတွေနဲ့တို့ဝင်ဝင်ရက်တိပေးကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုဖိတ်ခေါ်ပါတယ်။ ကဲကျွန်တော်တို့ဗီဒီယိုသဘောအနေနဲ့ကြိုင်ဘက်ကနေပြီးတော့မှမနေ့ကစစ်ကောင်စီရဲ့ရဲရဲနဲ့စီးကိုပြစ်ချနိုင်ခဲ့တဲ့ဆိုပြီးတော့မှထုတ်ပြန်လိုက်တဲ့ပုံမှာဒီပုံမှာကျော်ဆိုးတော်တော်လေးကိုကြည်ခွဲလောင်မြင်နေတာပဲဖြစ်ပါတယ်။ဒီကောင်ဘယ်လိုမျိုးအချောင်ထောင်းမလဲဆိုတာကျွန်တော်တို့တစ်ချက်တော့နှထောင်းကြည့်လိုက်ရအောင်နော်။နောက်ဘူးအနေနဲ့တကယ်ပဲဒီရဲရဲကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြငယ်ရပိုင်းတရက်နဲ့သုံးရက်လေးရက်ပေါ့ဗျာ။နောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုပ်နိုင်ခဲ့တယ်လို့ဆိုတာကျွန်တော်ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ကဲ့သလား။ မဟုတ်ခဲ့သလားဆိုတာဒါတိတာတဲ့ဒါတက်သေးလည်းဖြစ်တယ်တိတာတဲ့ဒါကလည်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ဟုတ်ချင်းမဟုတ်ချင်းညင်းနေတာမဟုတ်ဘူးနော်ဘူးနေတဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီပေါ်မှာကျွန်တော်ကဟုတ်တယ်မဟုတ်ဘူးကျွန်တော်ညင်းနေတာမဟုတ်ပါဘူးနော်ဘူးရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောအုပ်ထုတ်တစည်းကြွားရတယ်တစည်းကြွားရတယ်ပေါ့ဗျာဆိုလိုတာကတစည်းပြုတ်ချတစည်းကတော့တစည်းချချပြတ်ကြတယ်ပေါ့ဗျာတစည်းရရင်တစည်းပြတ်ကြမှုကသိကြတယ်ကျန်တဲ့တစည်းကတော့မသိကြဘူးဒါကသူတို့ပြောဆိုမှုတုံးသီးလာတယ် သုံးစီမှာသူနှစ်စီးဖြစ်တယ်နှစ်စီးနှစ်စီးကိုပြစ်ခတ်နိုင်ခဲ့တယ်နှစ်စီးကိုပြစ်ခတ်နိုင်တဲ့အခါမှာဒစီကတော့ဒီရွှေကူမျိုးထဲမှာသူတို့ဆန်းဆန်းနိုင်ခဲ့တယ်အနည်းပေါ့ဗျာနောက်ဒစီကတော့ကျွန်တော်ရွှေကူမျိုးထဲ16ပိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ချသွားတယ်ပြတ်ချသွားတယ်အဲ့တော့ဒါနော်ဘူးပြောတာအော်ဒီတင်လေးပြန်ချောက်အောင်ဆိုနော်ဘူးနေနဲ့တကယ်ပဲပြတ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တုန်းမှာသူထုတ်ပြန်နိုင်မှာပေါ့ဗျာလက်ရှိတော့ဒီကနေ့ညနေအာဒီ 9နာရီ9နာရီ35အချိန်တိပေါ့ဗျာ90 9နာရီ35အချိန်တိသူတို့ဘက်ကပြောနေတာကတော့သူတို့အနေနဲ့ဒီပြတ်ကျတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့တိသွားပြီးဆိုတဲ့အချိန်တိတော့သူတို့ဘက်ကပြောဆိုနေတာတရားတွေ့ရတယ်ထို့သောလည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သံပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်မှာမရှိဘူးကျွန်တော်ဒီအချိန်ဒီပုံမှာဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးကျွန်တော်ညင်းနေတာမဟုတ်ဘူးဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးပြောနေတာမဟုတ်ဘူးတကယ်ပဲဟုတ်တယ်ဆိုတော့အခုအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြန်ဗီဒီယိုကလစ်ထုတ်ပြန်ဒါဆိုတော့ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါကျွန်တော်တာတကားကြီးလည်းရှိခဲ့တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေနဲ့ KNU နဲ့ PDF အဖွဲ့တွေပေါင်းပြီးတော့အာမြောက်ရီမျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်ရီမျိုးတိုက်တယ်နောက်ဆုံးအမှရှိတဲ့ဒီလုံချိုးတပ်ဖွဲ့ကလည်းနောက်ဆုံးကျွန်တော်တို့တစ်ဖက်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခံစစ်ပြီးပြန်တိုက်ခဲ့တဲ့နေသားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်စစ်ကူပြစ်ကူတွေရောက်လာတဲ့အခါမှာဒီတပ်မတော်ကဒါ KNU ပါဝင်စစ်သည်ရောအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်ရီမျိုးပေါ်နေပဲရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်အဲ့လိုသူတို့ကအဲ့ကျွန်တော်ကျွန်တော် KNU ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့နဲ့မြောက်ရီမျိုးကြီးအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီအဲ့တော့ အဲသူတို့ပြောရဲ60កောင်းစီတက်တရတော့ဒီတောင်းရင်မြေကန်းသားမှာပဲရှိတော့တယ်သူတို့တမျိုးလုံးထိချုံနိုင်သွားပြီစသဖြင့်ဘယ်နေရာထိနေဘယ်နေရာထိနေဆိုပြီးတော့သူတို့ဝါရားဖြန့်ခဲ့ကြတယ်တကယ်လဲဒီတက်မတော်ကတကယ်လဲကျွန်တော်တို့ဒီနေမြေရှင်းလင်းမှုတွေကိုလည်းတကယ်လဲလုတ်လိုက်တော့ဒီအကြမ်းမတမားတွေမျိုးပေါ်ကနေပြီးကျွန်တော်တို့ဟိုအောက်ထဲကိုဆင်းသွားတယ်ဆင်းပြရတယ်ဗျာယနေ့ဒီကသူမကတ်နိုင်သေးဘူးရောက်ဒီမျိုးကိုယနေ့ဒီဒီစစ်သွေးကြောက်ကင်းနေအုပ်စုတွေမကတ်နိုင်သေးဘူးရှင်းပါလဲကျွန်တော်အဲ့လိုတာတကားတွေရှိတယ်အဲ့လိုတာတကားရှိရဲ့နောက်ပိုင်းမှာဒီကေအန်ကပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ဘူးဟုတ်တော့လုံးဝပြောက်သွားတာ တော့တော့ဘူးလဲအဲ့ဒါ तू ပြောတာတကယ်မှန်နိုင်မမှန်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုတော့ဓာတ်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်မဟုတ်ကျွန်တော် စောင့်ကြည့်ရအောင်ဗျာအဲ့သူတို့ပြောတာဒါသူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြစ်ကြတယ်ပေါ့အဲ့တော့သူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြစ်ကြတယ်ဆိုတော့သူတို့ရောက်ရှာပါဗျာရောက်ရှာပြီးဓာတ်ပုံတင်ပါဗျာဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်စောင့်ကြည့်ရမယ်ကျော်စောတော့ခုစမှာနာကျွန်တော်ကဲမူမူချုပ်ဖြစ်တဲ့ နော်ဘူကနေပြီးတော့မှတောင်မှဒီစကောင်စီရဲ့ရရင်တွေကိုပြချနိုင်ခဲ့တဲ့ဆိုပြီးမှထုတ်ပြန်လိုက်တဲ့ပုံပါပေါ့နော်ဒီကောင်ကဒီတက်တေဗီဒီယိုတက်ပုံတွေလိုချင်တယ်ဆိုပြီးမှအားချောင်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အဲ့လိုမျိုးတက်တေဗီဒီယိုတွေ line ပေါ်မှာချက်ချက်ပြင်းပြင်းနဲ့ထွက်ပေါ်နေတာတောင်မှပေါ့နော်လုံးဝမတိသေးဘူးထင်တယ်အခုလိုမျိုးပေါ်ပန်းလေးစက်တွေပြောပြီးတော့မှကျော်ဘူကနေပြီးတော့မှပဲဒီစကောင်စီရဲ့ရရင်ကိုပြချနိုင်ခဲ့တယ်ဆိုပြီးမှလောက်ကြံဖတ်သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါရဖျံပြောဆိုနေတာတွေ့ရပဲဖြစ်ပါတယ်ဒါကသူတို့အနေနဲ့အရှုံးလက်မခံနိုင်တာပြီးတော့မှပြီးတော့ဒီပုံမှာဆက်လက်ရုံမှာဖို့ပေါ့နော် ကြိုးစားနေကြတယ်ဆိုတာကိုလည်းကျွန်တော်ထလောင်းတွေ့တာမို့လို့စခွေးဘောမှာရုတ်ကိုက်တွေတော့ကျွန်တော်ဒီထက်ပိုပြီးမှဆိုရင်မှားရတော့မယ်အချိန်နေတရက်ကိုခုဆိုရင်ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ဒီကြိုးစိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှမြို့ဘက်ပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါကရုံးနဲ့ပြီတော့မှအခုဆိုအညာရီတမှာတိုင်တိုင်ရှုံးနေတဲ့အချိန်မှာပြူခွေးတွေကိုစစ်ကောင်စီကနေပြီတော့မှပြန်လေးဖမ်းဆီးတဲ့ပုံမှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော် နောက်တစ်ခုကမြင်းကြံမှာကွက်ကွက်နေရာလည်းရှိရဲ့လို့ဒီစတိုင်းမှုကြုံရဲ့ဒီလူရဲ့စိတ်ကဘာတစ်ခုကောင်းသွားလဲဆိုတော့အောက်ကတင်ပြတာသူလက်ခံတယ်။အောက်နဲ့သူတိုင်ပင်းပြီးမှလှုပ်တယ်။ဒါအမှန်ကန်တဲ့စကားပဲ။သူ့ကိုစတိုင်းမှုကြုံမကလို့ဘာသူပဲဖြစ်ဖြစ်နေဗျာ။ငါမြင့်ငါဆိုင်စကားရရငါငါပြောရလို့လို့ငါလုပ်တယ်လို့လှုပ်ဆိုတဲ့ပုံစံမျိုး။သူမှဒီနယ်မကျွမ်းကျင်တာလေဗျာ။မကျွမ်းကျင်ဘူးလေ။မကျွမ်းကျင်တော့သူကအောက်ကတင်ပြတာလည်းလက်ခံတယ်။သူကလည်းအကုန်လုံးချိန်နေချိန်ပြီးမှသူကတိုင်ပင်းပြီးမှလှုပ်တော့လှုပ်တော့မြင့်ကြံတို့တို့လေဘယ်လိုမှတိုးလို့မရဘူး။ နေကြမှာဘလို့မှသိုးလို့မရောတိုးတဲ့တိုင်းလဲတိုးလို့တွေမตาပေါ်ရတာပဲဒီကြမ်းဖက်တီးရနော်ဒါညင်ညူချင်းစီလုံးချင်းပဲဥစဉ်တော့ပြောချင်ပါတယ်ဗျာနော်အဲ့တော့ဦးဇင်းတို့နထိုးကြီးဆိုလဲဒီတိုက်မဲ့မိထီလာမှာပြည်သူစစ်တီရှိတယ်မိထီလာမှာလည်းပြည်သူစစ်တီရှိတယ်အဲ့တော့မိထီလာပြည်သူစစ်ရှိတယ်ခေါင်းဆောင်တယောက်ဆိုရင်ဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဝေဖန်လို့ဒီတက်ကိုပြောလို့ဆိုပြီးမှဒါ905နဲ့ဆွဲခံထားရတယ်နော်မလုပ်တင်တဲ့အရာတွေပေါ့နော်အချင်းချင်းပြအမင်းဒီလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေဒါ905နဲ့ဆွဲပလိုက်တယ်နော်ဒီဟာတွေကမဟုတ်ဘူးလားဆိုတော့လဲသူ့မှာတက်တိထောက်ထားသူ့မှာပြောစရာတွေရှိဒါနဲ့တို့က တတိထောက်ထားတွေပြပိုင်ခွင့်မပေးနိုင်ဘူးเนาะတကယ်လို့အမှန်တရားတွေချပြမယ်ဟုတ်ပြီရွာဒီမှာပြဿနာကောက်ထားတွေရှိတယ်ရွာဒီမှာဟွာရှိတာတွေချပြမယ်ဘာလို့မှလဲဘလို့ရေးယူမှလဲလို့ပြန်မေးရမယ်ခင်စိုက်နေပါဗျာเนาะဟုတ်ပါအဲ့တော့မဲဆီလာမှာလည်းပြည်သူစစ်တီရှိတယ်ပြည်သူစစ်တီမှာဒီနေထိုးကြီးတွေပဲမှာဘလို့တုံးချဘလို့အလုံးချတယ်ဘလို့တုံးမလဲဘလို့စကားလုံးနေရာမှာအင်အားလို့ဒီပြည်သူစစ်တီနဲ့ဘလို့တွဲမလဲဘလို့တုံးမလဲဆိုတော့ခင်ဗျားတို့မှာဒီလိုပဲစဉ်းစားတဲ့အာရောရှေ့လာလို့တော့မင်းကွန်းထုတ်ရမလို့ဥစဉ်တော့ပြန်ဖြစ်နေပြီဗျာเนาะ တကယ်လို့ဒါဒီတိုင်းပြစ်ထားမယ်ဒီတိုင်းလွတ်ထားမယ်ဆိုလို့ရှိရင်နထိုးကြီးပဲဖြစ်ဖြစ်တောင်တာတို့ဘယ်ဘက်ချို့ရွာတွေပဲဖြစ်ဖြစ်ဒါအကုန်လုံးကတောင်တာတို့နထိုးကြီးတို့မြင်းကြံလောက်ပဲနော်ကြံတဲ့ရွာတွေမှာအကုန်လုံးက PDF တွေအကုန်ရောက်နေအကုန်လုံးကြီးစိုးလို့လုဖြစ်သွားပြီဟွန်းကြီးသွားပြီပြောပြနော်အာအကောင်းတဲ့အနေထားတစ်ခုဖြစ်သွားတယ် ေါ်ကရောတော့ခုဆန်ကျွန်တော်တို့မြင်းချန်တောင်သားနဲ့ထိုးကြီးစစ်စင်းရင်းနဲ့အလို့ဆောင်နေကြတဲ့ PDF တပ်ဖွဲ့ဝင်တွေကနေရာတော်တော်များများမှာကျေးဇူးနေပြီဆိုတဲ့ကြောင့်သူတို့တိုင်းထုတ်ဖော်ဝန်ခံပြောဆိုထားတာပဲဖြစ်တယ်။အားလုံးတည်ထားတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ဝလူရဲစခန်းကိုတင်ပရရှိဖို့ကြိုးစားနေတဲ့အချိန်မှာတစ်ဖက်ကနေပြီးတော့မှမြင်းချန်တောင်သားနဲ့ထိုးကြီးစတဲ့ပေါ့နော်။နေရာတွေကကြေးရွာတွေပေါ်မှာလဲစစ်ကောင်စီနဲ့ပြူစောတွေတွေကိုတိုက်ခိုက်နေတာမလို့မကြခင်မှာတော့အဲ့ဒီဒေသတွေမှာဆိုရင်တော့တရင်ကောင်းတွေကြိုက်မယ်လို့မျှော်လင့်ရတာပဲဖြစ်ပါတယ်။နေကြတဲ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကြောက်တူးတုံပြီးတော့မှ ကိုလိုကိုပြန်ဖမ်းနေတဲ့အခြေအနေတွေလည်းရှိနေတာမို့လို့ဒါတော့ပေါ့နော်ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုဒီကောင်တွေကနေပြီးတော့မှအာမခံရဲတော့ပဲနဲ့သူတို့တပ်ဖွဲ့ဝင်ချင်းချင်းပဲပြကုစားမနေလို့လှုပ်ဆောင်နေကြပြီဆိုတာကိုလည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ပုံကတော့ဂျားတဲ့ကနေပြီးတော့မှကြေကွဲနေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီရနေပြီးတော့မှကျွန်တော်တို့အနေနဲ့မြို့သိမ်းတပ်ပွဲတွေစစ်ကားသိမ်းတပ်ပွဲတွေဆင်ရွက်တဲ့အချိန်မှာဖန်ဆင်းရမိတဲ့စစ်တုံးပန်းတွေကိုဒီတိုင်း မထားသိတော့ဘူးဆိုတဲ့အကြောင်းကိုသူ့အမျိုးသုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်ကိုစီဘလိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်လက်ရှိကျွန်တော်တို့ဒီစစ်တပ်ကစစ်သားတွေရှိတဲ့ကောင်တွေတိုက်တိုက်တိုက်ရှင်းဆန်းမှတိုက်တယ်နော်ရှုံးလို့ရှိရင်စစ်ဖွဲ့ကမျက်နှာငယ်နဲ့တောင်ပုံစိုးမရဘဲကြွဆောက်ရုံနဲ့လက်နဲ့ချပြီးတော့ဟမ်ဟိုတနက်ခလေးခေါင်းပေါက်တင်ဝင်းရလေးပေါက်ပြီးတော့ဟမ်ခွေးသားတွေမျက်နှာငယ်ပြက်နေမွေးပြန်အဲကျွန်တော်တို့တက်သွားကြခိုင်းလို့လောက်ကတော့ကျွန်တော်တို့အမိပြီးတော့ကျွန်တော်တို့မလုပ်ချင်လို့ပါစတဲ့ဖြစ်နော်ယောက်ျားဒံမဲ့နဲ့ဖာကြကြမင်းတို့တွေမလုပ်ချင်အစားတွေကမလုပ်နိုင်ဘူး တိုက်ပွဲမှာပြစ်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 ပြီးတော့သင်္ကန်းဒီမသားပေါ်ကန်ဒီမိကန်ဒီမှလာပြီးတောက်ပြရင်တော့အဲဆေးဝါးကျင့်ထုံမဲ့နှလုံးမူကြောက်ကောင်းတယ်နော်အေးမင်းကြည်မကုန်ခင်လက်နဲ့လာချတယ်ရတယ်မင်းကိုထိုင်ချစ်ခိုးပေးလိုက်မယ်နိုင်ငံခြားကိုပို့ပေးလိုက်မယ်နော်အဲ့လောက်ထိမင်းကိုကူညီပေးမယ်ဒါပေမဲ့မင်းပြစ်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 ပြီးဂျီကုံမှလက်နဲ့လာချရင်တော့နောက်ဘဝကျမှမင်းလက်နဲ့ချအဲ့ဒီစနစ်မျိုးကိုတန်ရင်တက်ဖွဲ့တွေနဲ့ကျင့်သုံးဖို့လိုအပ်တယ်။ဘာမှဗီဒီယိုတွေမှတ်တမ်းတွေမရိုက်နဲ့။တတိယတွေမထုတ်နေနဲ့။နိုင်ငံတကာဆိုတဲ့ဟာမျိုးကလား။နော်မြင်တဲ့ရနှာဆိုင်တာ အဲ့ဒီမအေလုံးနဲ့လူမဆန်စွာတတိုင်းပြည်တော်ကိုကြိုက်တော့လုပ်နေဘယ်တိုင်းပြည်မှာစောက်ပေါက်မထွက်ဘူးကုလသမဂ္ဂကြီးစိုးရင်နာလွယ်လို့တကားပိတ်ဖွင့်နေလောက်လာလွယ်လို့ဘာမှအကျုံမထူးဘူးဒါပေမဲ့တော်တိုင်းအင်အားစုဘက်ကနည်းနည်းလေးအတင်းဆောင်လေးဖြစ်သွားချင်းအဲ့ထာကြီးကိုပစ်ချက်ဆိုဝိုင်းဝါကြနိုင်ပြီဒါကြောင့်မို့လို့ရှင်းရှင်းလေးတိုက်ပွဲမှာခမည်းတော်မိတာရေလည်းမတိုက်နဲ့ကုန်းလည်းမကျွေးနဲ့စောက်ပင်လည်းပင်းမချခိုင်းနဲ့နော်တတန်းလှုပ်ရလို့လှုပ်လိုက်အောက်ခြေကရေပေါ်လေးနဲ့ရှင်းရှင်းလေးစစ်စရာမေးစရာမရှိဘူးလားဘာမှတောက်ပန်းဖမ်းနေတယ်ခမည်းတော်ကတော့တောက်ပန်းတွေလဲတယ်လဲတယ်လှုပ်နေတာအဲ့ဒီစစ်ခိုးတွေဘာမှတောက်ပန်းရှိတာကျွန်တော်တို့ဘက်ကပြည်သူတော်လှန်ရေးဘက်ကဒီလက်ရှိ နော်တိုင်းရာ EOS တွေနဲ့ဒီပူပေါင်းမဟာမိတ် PDF တွေဘက်ကနေဖမ်းမိွားတဲ့နော်အင်အားစုတွေကိုတွဲမွေးဆောက်ရှောက်ထားတဲ့နေရာစစ်ကောင်စီမှာရှိတာကိုစီပြောတော့တယ်လည်းမှန်ပဲပေါ့နော်ကျွန်တော်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးမိတဲ့အချိန်မှာဒီကောင်တွေကတော့မင်းငြိုးငယ်လေးတွေနဲ့ကျွန်တော်ကိုပြန်ပြတော့မှအတနာခါနဲ့ပုံစံမျိုးတွေနဲ့မြေချူပြတာလည်းထပ်ပြတော့မှတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြတော့မှစာနာတနာပြနေပြမဲ့စစ်ကောင်စီအနေနဲ့ကျွန်တော်တော်လိုင်းရဲဘော်တွေတာမကကလေးသူငယ်တွေကိုပါပြန်ပြတော့မှ ရရဆက်ဆက်နဲ့တက်ဖြတ်နေတယ်လို့ရှိမယ်ဆိုတော့ဒီကောင်တွေဆက်ရဆုမှုကိုပေါ့နော်ပျော်ပျော်တင်းတင်းနဲ့ချိုးဖောက်ပြီးတော့မှကျွန်တော်တို့ပြီးသူတွေပုံမှာရစစ်ရုပ်မာတဲ့နေလန်းတွေကိုထပ်ပြီးတော့မှသုံးပြုချင်သေးတယ်ဆိုတော့လည်းကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်ပြီးတော့မှဒီလိုစစ်တုံးပိုင်းတွေကိုလည်း ကြာကြာရှည်ရှည်မထားတင်တော့ဘူးဆိုတဲ့အကြောင်းကိုဒီကနေကျွန်တော်ပေါ့နော်ချက်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဆိုတော့ပြီးတော့ရင်းနဲ့ဒီလိုမျိုးတော်လန်လိုင်းလုံးအရှင်ဟုန်ကောင်းနေတဲ့အချိန်မှာအားလုံးစီမျောရင်းနဲ့ကိုတက်နိုင်တဲ့တရောင်းတနေရနဲ့ပူပေါင်းပေါင်းရင်းနဲ့ကျွန်တော်မှကြာခင်မှာတော့အောင်ပွဲတွေစီကိုခြေသေးကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မျိုးကပြီးတော့များလုံးထူးခြေစိုးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေးချန်နယ်နဲ့တက်လေးပိုင်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်